Microsoft ကလည်းအခုလိုမျိုးစာအေးကြီးပေါ်မှာစာကွေးပြီးတော့ print ထုတ်နေရဲ့အခုလိုမျိုးမြင်းကြောင်းပါတဲ့စာအေးပေါ်မှာမြင်းကြောင်းလေးပေါ်တည့်နေအောင်စာစီ print ထုတ်နေကိုမျှဝေပေးပါမယ်စာအေးပေါ်ကိုစာစီဖို့အရင်ဆုံးစာအေး site နဲ့ margin သတ်မှတ်ပါမယ်စာရွက်သစ်ယူလိုက်ပါမယ် finder land document လေးရောက်တဲ့ base record ရဲ့မျှကောင်းလေးကိုနှိပ်လိုက်ပါမယ် download ပေါ်လာပြီဆိုရင် paper ကိုနှိပ်မယ် ပေပါဆိုင်မှာလက်တာဖြစ်နေတာကို envelope dl ကိုရွေးမယ်လေးအောက်ကိုနှိပ်မယ် vertical alignment မှာ top ဖြစ်နေတာကိုလည်း center ကိုရွေးမယ် margin ကိုနှိပ်မယ် landscape ကိုနှိပ်မယ် margin က top မှာလည်း0.5 bottom မှာလည်း0.5 လက်မှာလည်း0.5ရိုက်မှာလည်း0.5ကိုဂေနှိပ်မယ်အင်္ဂလောကိုနှိပ်မယ် control e ကိုနှိပ်မယ် dashboard ခေါ်ပြီးတော့လည်းစာရိုက်လို့ရပါတယ် control e ကိုနှိပ်တဲ့ center ကတော့ပုံမှန်စာစီရိုက်လုပ်တဲ့ center နဲ့အတူတူပါပဲခုနကတော့ရွေးခဲ့တဲ့ center ကတော့ dot နဲ့ bottom ကိုမျှပြီးတော့ယူဖို့ဖြစ်ပါတယ်စာစပြီးတော့ရိုက်ပါမယ်မြန်မာစာရေးချင်တာဆိုရင်ပြည်တော်စုဖောင်ကိုရွေးပါ ဖောင်ဆက်ကတော့စာအိတ်အကြီးဖြစ်တဲ့အတွက်73လောက်ထားလိုက်ပါမယ်။မန္တလေးမြို့အန္တာခောက်ပါမယ်။ခုလိုမျိုးစာစီပြီးသွားပြီဆိုရင် ကာလာလေးနဲ့ထုတ်ချင်တာဆိုရင်တော့ဖောင်ကာလာမှာကိုကြိုက်တဲ့ကာလာကိုရွေးပါ။စာစီပြီးလို့ print ထုတ်တော့မယ်ဆိုရင် file print printer property portrait ကိုရွေးရေး okay နှိပ်ပါ။ မတ်ချက်ပရင်ထုတ်မယ်ဆိုရင်ဒီသေးကောင်းကိုအောက်ကနေထားပြီးတော့အခုပုံစံတိုင်းပရင်တာထဲကိုထည့်ပါစာအေးအကြီးရောအသေးပါအခုနီးအတိုင်းပရင်ထုတ်ပါ finder print printer property ခုဒီနေရာမှာ landscape ဖြစ်နေပါတယ် portrait ကိုယူပါမယ်အခုတိုင်း color လေးနဲ့ထုတ်မယ်ဆိုရင် okay နဲ့လို့ရပါပြီ hue နဲ့ထုတ်ချင်တာဆိုရင်တော့ grayscale ကိုရွေးပါ okay နှိပ်ပါပုံမှန်တိုင်း print ထုတ်လို့ရပါပြီစာအုပ်ပေါ်မှာအစာကိုကွေးပြီးတော့စာစီ print ထုတ်ချင်တယ်ဆိုရင် insert the shape ထဲကနေ text box လေးခေါ်လိုက်ပါ shape ဖေးမှာ no fill ညာအလင်းရောင် computer ပညာဒါနသင်္ဍန်သာအောက်ကျသွားတယ်ဆိုရင်အလေကအလုံးလေးပေါ်ကိုနှစ်ဖက်မြားလေးပေါ်လောင်ပွိုင်နာတင်ပြီးတော့ဆွဲချက်လိုက်ပါ format ကိုနှိပ်ပါ style group ထဲကတက်အဖက်ရဲ့ down arrow လေးကိုနှိပ်ပါ transform ထဲကအပေါ်ကိုခုံးတဲ့ပုံစံလေးကိုယူလိုက်ပါမယ် ။စာအကုန်းနေနေတယ်ဆိုရင်ဒီအလဲကအလုံးလေးဘောကိုပွိုင်းတာတင်ပြီးတော့နှစ်ဖက်မြားလေးပေါ်လာတယ်ဆိုရင်အောက်ကိုနည်းနည်းလေးဆွဲချေပါ။အခုလိုမျိုးကိုကြိုက်တယ်လို့ချိန်လို့ရပါတယ်။ဒီ test box မှာဘောင်းပါနေတဲ့အတွက် shape online မှာ no online test box ကိုလည်း color ထည့်ချင်နေဆိုရင်ထည့်လို့ရပါတယ်။ခုလိုမျိုးစာကအပေါ်ကိုကြောက်နေရဆိုရင်ဒီစာကိုအောက်ကိုနည်းနည်းလေးချပြပါမယ်။မန္တလေးရဲ့ရှိမှာကာစာချပါမယ်။အန်ဒါနှိပ်ပါမယ်။တက်စ်ဘော့ကိုအထက်နည်းနည်းလေးရွှေ့လိုက်ပါမယ်။ကြည့်လို့စင်ပြေသွားပါပြီ။ပရင်ထုတ်လိုက်အောင်ပါပဲ။